မင်္ဂလာဆောင်ဖိဆာကတော်သတိတွေရဲ့ဖိဆာနဲ့အတူကဂွန်းနေလိုလူပြောများနေရဲ့ဟင်းဝင်ရဲ့ဆိုပြတဲ့စိန်ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်အနုပညာရှင်တွေရဲ့မင်္ဂလာပွဲတွေဆိုတာပရိသတ်တွေကကိုမိသားစုဝင်တယောက်ရဲ့ပွဲလိုမျိုးစိတ်ဝင်တစားနဲ့စောင့်ကြည့်အားပေးကြတဲ့အခမ်းအနားတစ်ခုပါဒါပေမဲ့အဲ့ဒီစိတ်ဝင်စားမှုနဲ့အတူဝေဖန်မှုတွေကလည်းတစ်ခါတလေမှတွန်တွဲလာတတ်ပါတယ် အခုတခါမှာတော့မကြခင်မှာလက်ထတော်မဲ့မင်းသားဟင်းဝီရဲ့နဲ့မင်းသမီးဆိုပြေတဲ့ဇင်တို့ရဲ့မင်္ဂလာဖိတ်စာကလူမှုကွန်ရက်ပေါ်မှာအားအကောင်ဆုံးဝေဖန်ခံရတဲ့အကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဝေဖန်သူတွေရဲ့အဆိုအရသူတို့ရဲ့ဖိတ်စာကဒီဇိုင်းပိုင်းမှာအားနေပြီးတော့တောသတိတွေရဲ့မင်္ဂလာဖိတ်စာနဲ့တူတယ်လို့ပြင်းပြင်းထန်ထန်မှတ်ချက်ပေးနေရပါတယ်။ ဟိန်းဝင်းရဲ့နေဆိုပြတဲ့ဇင်တို့ဇုံတွေကအနုပညာလောကမှာတရုပ်ဆောင်ကောင်းတွေအဖြစ်ရပ်တည်နေကြပေမဲ့ fashion နဲ့ပတ်သက်လာရင်တော့ပရိသတ်ရဲ့အမြင်နဲ့မကြခင်တော့ဆိုသလိုလွဲချော်နေတတ်ကြပါရဲ့သူတို့ရဲ့ပွဲတက်ဝတ်ဆောင်တွေ fashion ဓာတ်ပုံတွေရောဂွန်းနေခင်မမီဘူးဆိုတဲ့ဝေဖန်မှုတွေနဲ့အမြဲလိုလိုရင်ဆိုင်ခဲ့ရတာဒီလိုသမိုင်းကြောင်းရှိနေတဲ့အတွက်ပရိသတ်တွေကသူတို့ရဲ့ဘဝမှာအရေးကြီးဆုံးဖြစ်တဲ့မင်္ဂလာပွဲမှာတော့အရင်ကအမားတွေကိုပြင်ဆင်ပြီးတော့အကောင်းဆုံးအလှပဆုံးနဲ့ခင်မီဆုံးဖြစ်လိမ့်မယ်လို့မျှော်လင့်ခဲ့ကြပါရဲ့ဒါပေမဲ့အဲ့ဒီမျှော်လင့်ချက်တွေဟာလွန်ခဲ့တဲ့မကြာ ာခင်ကမှပြုလုပ်ခဲ့တဲ့လက်ချခွင့်တောင်းတဲ့ပွဲမှာပထမဆုံးအကြိမ်ဖြစ်လွဲချော်ခဲ့ရပါတယ်။အဲဒီပွဲမှာသူတို့နဲ့ဦးဝစ်ဆင်ခဲ့တဲ့ဝစ်ဆောင်တွေဟာပရိသတ်ရဲ့အမြင်မှာထင်သလောက်မလာပါခဲ့ပေမယ့်ဝေဖန်မှုတွေနဲ့အဆုံးသတ်ခဲ့ရပါတယ်။ အခုတော့မနက်ဖြန်အော်တိုဘာလ17ရက်နေ့ရန်ကုန်လော်ဒီဟိုတယ်မှာပြုလုပ်မဲ့ဆွေးဆက်ပွဲနဲ့နိုဝင်ဘာလ14ရက်နေ့နိုဝတယ်ဟိုတယ်မတ်မှာကျင်းပမဲ့မင်္ဂလာအေးခံပွဲအတွက်ဖိတ်စာတွေထွက်ပေါ်လာတဲ့အခါမှာပရိသတ်တွေရဲ့ဒုတိယမျှော်လင့်ချက်ကလည်းလွဲကျော်သွားခဲ့ရပြန်ပါတယ်မြန်မာနိုင်ငံမှာ celebrity wedding တွေဟာခေတ်ဆက်ဆက် fashion နဲ့ design trend တွေကိုဥဆောင်ခဲ့ကြပါတယ်သူတို့ရဲ့မင်္ဂလာဖိတ်စာတွေမှာဆိုရင်ပရိသတ်တွေကြားမှာပျော်စမတ်တွင်လာအောင်စမ်းသစ်ပြီးတော့တန်ဖိုးကြီးခဲ့ကြပါတယ်ဥပမာတချို့အနုပညာရှင်တွေရဲ့ဖိတ်စာတွေကရုပ်ရှင်လက်မှတ်ပုံ ံစံလင်းရင်လက်မှတ်ပုံစံတွေနဲ့တီထွင်ဖန်တီးခဲ့ကြပါတယ်။ တချို့တွေကလည်းဂျီလင်းနဲ့ acrylic ပြားတွေပေါ်မှာရွှေရောင်စလုံးတွေနဲ့ခင်မီလှပအောင်ဖန်တီးခဲ့ကြသလိုတချို့တွေကလည်းလက်ဖြစ်ပန်းတွေဇာတွေနဲ့အလားဆင်ထားတဲ့ပေါက်ဆက်ကြီးတွေနဲ့တာနာခမ်းနားမှုကိုပြတ်သားခဲ့ပါတယ်။ဒီပိစာတွေအလုံးဟာသူတို့ရဲ့ဂုံပုံးနဲ့အညီခင်မီတဲ့စမ်းတစ်တဲ့တာနာရဲဆိုတဲ့ခန်းစားချက်ကိုပေးဆွနိုင်ပါတယ်။အခုအဟင်းဝင်းရဲ့အစိုးပြတဲ့ဇနုံရဲ့ဖိစာကိုဒီလိုစမ်းတစ်တဲ့ဒီဇိုင်းတွေနဲ့ရှင်လိုက်တဲ့အခါမှာတော့ကွာခြားချက်ကတိတိတသားကြီးဖြစ်သွားပါတယ်။သူတို့ရဲ့ဖိစာဒီဇိုင်းဟာရှေးခေတ်ကတော့တတိတွေအပြိုင်ဆိုင်သုံးခဲ့ကြတဲ့ ရေမွေးဖိတ်စာပုံစံမျိုးဖြစ်နေပြီးတော့စလုံးတွေကရှုပ်ရှက်ခက်အယောင်သွေးတွေအများကြီးတုံးထတာကြောင့်ခင်မိတဲ့အမြင်နဲ့ကြည့်ရင်တော့လုံးဝပုံတုံးနေရလို့ဝေဖန်သူတွေကဆိုပါတယ်။ဒါကြောင့်လည်းပြည်သက်တွေကနိုင်ငံကျော်အဆင့်နဲ့မလိုက်ဖက်ဘူးလို့တောင်းပြောဆိုနေကြတာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေကမှမိကုန်းတွေလည်းထွက်ပေါ်လာပါတယ်။ဒီဇိုင်နာကောင်းကောင်းနဲ့မတိုင်ပင်မိတာလား။ဒါမှမဟုတ်ဒီဇိုင်နာတွေဝိုင်းဝန်းလုပ်ပေးရတော့သူတို့နှောင်းရဲ့ရွေးချယ်မှုကဒီလိုဖြစ်နေရလားဆိုပြီးတော့သူတို့ရဲ့ဖက်ရှင်အမြင်ပေါ်မှာမိကုန်းထုတ်ကြတာပါ။ဘလို့ပဲဖြစ်ဖြစ်ဖိတ်စာဆိုတာက တော့မင်္ဂလာပွဲရဲ့အစပိုင်းခြေလှမ်းတစ်ခုသာဖြစ်ပါတယ်။ဒါပေမဲ့ဒီဖိတ်စာဒီဇိုင်းကြောင့်အဟင်းဝရနဲ့အစိုးပြတဲ့ဇင်တို့ကသူတို့ရဲ့ fashion အမြင်နဲ့ပတ်သက်ပြီးတော့ထပ်မံဝေဖန်ခံရတာကတော့အမှန်ပါပဲ။ပရိသတ်တွေအနေနဲ့ရောသူတို့ရဲ့မင်္ဂလာဖိတ်စာပေါ်မှာဘယ်လိုမြင်ကြပါသလဲ။ဝေဖန်နေကြသလိုတကယ်ပဲကွမ်းနေရလား။ဒါမှမဟုတ်ဒါဟာသူတို့ရဲ့ကိုယ်ပိုင် အကျိုက်ရိုးရှင်းတဲ့ဒီဇိုင်းတစ်ခုဖြစ်နိုင်မလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။